နေရောင်မထိခဲ့တဲ့မျိုးသမီးအိမ်နေရင်လှင်ကအယိုးကျိုးသွားမင်္ဂလာပါရှင်နေရောင်ချီကအသားရည်ကိုညှဉ်းနှဲစေပြီးအိုမင်းရင်ရင်စေတယ်လို့လူများစုကမှတ်ယူထားကြပါတယ်အဖြစ်မှာလှတယ်လို့ယူဆကြတဲ့ခေတ်ဆိုတော့ကပ္ပတဝန်းကမျိုးသမီးတွေဟာ နေရောင်မထိအောင်အမျိုးမျိုးကာကွယ်လာကြတယ်တရုတ်နိုင်ငံစီချွမ်းပြည်နယ်ချန်တူးမြို့မှာတော့အသက်48နှစ်အရွယ်မျိုးသမီးကသူ့တက်တက်လုံးနေရောင်မထိအောင်နေခဲ့လို့အိပ်ပျော်နေတဲ့အချိန်လူလိုက်လိုက်တဲ့အခါအယိုးရီကျိုးသွားခဲ့ပါတယ် သူမဟာဆယ်ကျော်သက်အရွယ်လေးကအသားမဲမှကြောင်းလို့နေအောင်ကခရနီလင်းခဲ့နေအပြင်ထွက်ရင်လည်းလက်အိတ်တွေနေအောင်ကအင်းကြီးတွေအုတ်ထုတ်တွေဝစ်ဆင်ပြီးမှနေကမျက်မှန်ထက်ပြီးအပြင်ထွက်တာပါနေအောင်နဲ့လုံးဝမထီထွေတာနှစ်တွေကြာလာတဲ့အခါသူ့အယိုးတွေကကျွတ်ဆက်ကုန်တယ်လို့ဆရာဝန်တွေကပြောပါတယ်အယိုးတွေကကျွတ်ဆက်ပြီးကျိုးနိုင်တဲ့အနေအထားဖြစ်သွားလို့အိမ်ယာပေါ်မှာလူးလိမ့်လိုက်ရုံနဲ့ကျိုးသွားခဲ့တာပါတကယ်တော့နေအောင်ကြီးထဲမှာဗိုက်တာမင် D တပ်ပါရှင်လို့လူခန္ဓာကိုယ်အတွက်အများကြီးအကျိုးရှိပါတယ် ဒါပေမဲ့နေ့လယ်ခင်းဘက်နေပူချိန်ပြင်းတဲ့အချိန်မှာနေရောင်ခြည်ထဲထွက်ရင်တော့ခရမ်းလွန်ရောင်ခြည်တောင်အသားရေပျက်စီးနိုင်ပါတယ်။ဒါကြောင့်မလို့မနက်ခင်းဆောဆောလေးမှာနေရောင်ခြည်နွံ့နွံ့လေးကိုအသားနဲ့ထိတွေ့ပေးသင့်ပါတယ်။